ပြီးတော့တိုက်ဆိုင်ရတဲ့ကူကဒီကားထဲမှာကျွန်တော်ကဘောနော်အဖွားမရှိတော့တဲ့အချိန်မှာအတော်ဒီဦးလေးတွေရဲ့ညနေဘုံခွာကြပြီးတော့အတော်ဒီဦးလေးတွေကတကယ်သားသမီးရင်းမွေးလာတော့ကိုယ်သူဘလောက်ချစ်တယ်ပြောပြောသူ့သားသမီးလောက်ချစ်ကြဘူးရလားအဲ့ဒါလည်းကျွန်တော်အပြင်မှာတကယ်လက်တွေ့ခံစားရရတဲ့ဟာဘောနော်အဲ့ဆိုတာကျတော့တိုက်ဆိုင်သွားတယ်မသိဒီစကားကြီးကကျွန်တော်စီးသွားလို့ပဲတင်တယ်အဲ့တော့ဟိုအဲ့ဒီခုကတော့ကျွန်တော်လောက်ရတော့စဉ်းပြပါတယ်။ဒါဆိုအပြင်မှာလည်းကျွန်တော်အရင်တော့အတော်ကြီးမှနေခဲ့ရတာပေါ့တည်ရမလားဆိုတော့ အတော်ကသူ့သားသမီးကိုမွေးလာတော့သူ့သားသမီးအရင်ကတော့ကျွန်တော်မချင်နိုင်ဘူးဗျာ။သားလေးကချင်ဖို့ရန်ကောင်းတယ်နော်။ဟိုချီချင်းစရာအေးဟဲ့မချင်နဲ့နော်။နင်လည်းတန့်လာလည်းမဟုတ်ပဲနဲ့ကလေးကနူးနူးလေးရှိတယ်။အေးပါဟဲ့ရောက်ခမိုင်းမို့လို့နာခံပေးလိုက်မယ်နော်။ဟဲ့ပို့ပို့တော်တော်တော်နင်းနင်းနဲ့တွားလိုက်တော့။အော်ဒီလောက်ပင်ပန်းနေတဲ့သူကရန်တွေ့နိုင်သေးရဲ့နော်။အခုဆိုလို့ရှိရင်ခတ်မာရောတရားဦးကကလေးလည်းရနေပြီဆိုတော့ခတ်မာအရင်လိုမစိုးနဲ့တော့ကလေးမဆန်နဲ့တော့ ရင်ကျက်တင်ပြီကြားလားတရားဦးကလည်းအလောက်ကိုတိထပ်ဖို့ကြိုးစားဟုတ်ပြီလားဟုတ်ကဲ့ခမမစိုးပါဦးရင်ကျက်ပါခမဒေါသမထိန်နိုင်တာဒေါသတွေရှော့ရင်လို့ဒေါသမထွက်နေတော့ဟုတ်တယ်မရေ तू တခါတခါဒေါသထိုင်နေကြက်တင်မကြီးကြာနေရမယ်အေးအေးနင်ငါ့ကိုရောက်ခမကြီးလို့ချက်ခေါ်ရခေါ်ကြည့်တော့ကြက်တင်မကြီးကြောင့်နင်သိမယ်ဟုတ်တယ်ဗျာဟိုတော့အိမ်မောင်းနေခင်ရှားတဲ့အခန်းကြီးတို့အဲ ဦးလေးကငါမင်းဖေမဟုတ်ဘူးမင်းဖေအရင်မဟုတ်ပါဘူးအဲ့ခန်းနေရဆိုရှင်ကျွန်တော်အပြင်မှာလည်းတကယ်လက်တွေ့ကြုံဘူးလားဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်မျက်ရည်စစ်ကြခဲ့ရပါတယ်အဲ့ဟာကျွန်တော်တကယ်မျက်ရည်စစ်တယ်ပါဘုံမြင့်မှာကျွန်တော်ကပြုံးမမောင်ဆိုတဲ့ character နေပြီးတော့ဘာဝင်ပြုဆောင်လာပါတယ်ဒီ character လေးကကျွန်တော်တကားမှမလူဘူးတဲ့ character ပါအဲဘယ်လဲဆိုတော့လည်းနည်းနည်းစေကြောတတ်ပေါ့နော်ကလေးလည်းမဟုတ်လူကြီးလည်းမဟုတ်အမ16စကုံ18အရွယ်ကောင်လေး အဖွားနဲ့အမေနဲ့ကြားရတဲ့အမုန်းလေးထဲမှာဘောလီဘောပုတ်ခံနေရတဲ့တစားခံဖြစ်နေတဲ့ကောင်လေးပေါ့နော်အဲ့လိုနေရာနေကျွန်တော်အောင်ကျူဆလာပါကျွန်တော်ကတို့ရဲ့အရင်ကဟာကြီးမသိရဲနဲ့ကျွန်တော်ကပလိန်ခံနေရတာဗျာအဲ့လိုဘောလီဘောဘောလီဘောပုတ်လို့ဟိုပုတ်ရောက်သွားလိုက်ဒီရောက်သွားလိုက်လမ်းမေးရောက်သွားလိုက်တယ်မလားအဖွားချမ်းသာတဲ့ဥစ္စာကိုလမ်းမေးရောက်ရောက်ဗျာကျွန်တော်အဲ့လိုမျိုးအဲ့လိုခရိုက်တာမျိုးပေါ့နော်ပရိသတ်တွေမြင်ဆန်းပါပါကျွန်တော်ရင်လှုပ်ဘူးတဲ့ဟာကြီးဆိုလို့ရှိရင်နည်းနည်းကြက်ကန်ကန်ကောင်လေးတို့ဗန်တို့ပြင်တော့ဒီမှာလည်းမဟုတ်တကယ်တနာဖို့ကောင်းတဲ့ကောင်လေးနေရာကိုပြုတ်ဆောင်လာပါတယ်အဲကြောင့်မလို့ ပရီတက်တခါမှမြင်မှုရဲ့ character နဲ့ကျွန်တော်မြင်ရမယ်။အားကြောင့်ဒီကားလေးကိုချစ်ချူဖိတ်ခေါ်ပါရ။ဟုတ်တယ်ဟုတ်တယ်။ပေးစံမြေကြီးချုံရဲ့ကားပေါ့နော်။ပြင်မလား။အရန်ကိုပါဗျာတိ။ဟုတ်တော်ငူရဲ့ကားပါဒီကား။ကျွန်တော်လည်းကိုချာလီဗျာဒုံးခဲတဲ့6လခုနေတဲ့ညီကိုနေလာဗျာတတလုံး။အော်ဖေးဖေးခေါ်ပါဆရာကြီး။ကြီးရကြီးရတော့ရှောက်သိရဗလားအပတ်တရားပါပြီးတော့ကျွန်တော်လည်းတရက်ွက်ထနေတဲ့နင်းဘောပါစလို့ကျွန်တော်တော်တဲ့အန်ဒီအန်ဒီတော့ပါသူတားပါကျွန်တော်စလို့က ตาลีပြုံးပါဟုတ်ตาลีပြုံးပါရှီရပါဗျာရှူတက်ပါအဲ့လေးတွေအပတ်တရပါဟုတ်ကုချာလီရဲ့ဟောနော်မျက်နှာ face ကတက်မလားဘောလီဝုဒ်မင်းသားလို့ပါတော့မိုက်ရဲတယ်ဗျာကျွန်တော်ကြာဗျာ Chinese ဖြစ်သွားရုပ်ဆိုတော့ခါစစားဟောဗကပီယာဘောလီဝုဒ်လူငါကြာ Chinese ဖြစ်နေတယ်တက်မလားအဲ့ရီရပါဗျာအပတ်တရရပါဒါပေမဲ့ကျွန်တော်တို့တွေဘလိုပဲဖြစ်ဖြစ်ပါကျွန်တော်ဒီကောင်းအကောင်းဆုံးဇက်ကောင်ကိုအကောင်းဆုံးပုံဖော်ထားပါတယ် ပြိဿအတွက်တကယ်ကိုအမြင်ဆန်းပါပါအဲ့လိုမျိုးမှုတွေထည့်ရတယ်ကျွန်တော်ဒီတောက်လျှောက်ပျော်နေရလူပဲပေါ့ပြင်မာသေးကြပျော်နေရဒါမှမဟုတ်ဒီမှာကျတော့ဒီကားရိုက်ခံကြီးမှာဆိုတော့အဲ့ဒီဟောပါပေါ့အဲ့မှုကိုထည့်ရတယ်ပြီးတော့တိုက်ဆိုင်ရတဲ့ခုကဒီကားမှာကျွန်တော်ကပေါ့နော်အဖွားမရှိတော့တဲ့အချိန်မှာအတော်ဒီဦးလေးတွေရဲ့နှစ်ဘုံကွာကြပြီးတော့အတော်ဒီဦးလေးတွေကတကယ်သားသမီးရင်းမွေးလာတော့ကိုယ်ဘယ်လောက်ချစ်တယ်ပြောပြောသူ့သားသမီးလောက်ချစ်ကြဘူးလားအဲ့ဒါလည်းကျွန်တော်အပြင်မှာတကယ်လက်တွေ့ခံစားရရတဲ့ဟာပေါ့နော်အဲ့ဆိုတာကျတော့ တိုက်ဆိုင်သွားတယ်မသိဒီစကားကြီးကကျွန်တော်စီးသွားလို့ပဲတင်တယ်အဲ့တော့ဟိုအဲ့တခုကတော့ကျွန်တော်လောက်ရတော့စဉ်းပြပါတယ်ဘာလို့ဆိုအပြင်မှာလည်းကျွန်တော်အရင်တော့အတော်ကြီးမှနေခဲ့ရတာပေါ့တည်ရမလားဆိုတော့အတော်ကသူ့သားသမီးမျိုးလာတော့သူ့သားသမီးအရင်တော့ကျွန်တော်မချစ်နိုင်ဘူးဗျာဆိုတော့အဲ့ဟာတွေကကျွန်တော်တို့တော်တော်လေးတိ ਊ ဆောင်ရတာပို့ပြီးတော့စီးဦးမျောတယ်ပေါ့နော်ဟုတ်ဟုတ်တယ်ဗျာဟိုအတော်ကအိမ်မောလေးငင်ချတဲ့အခန်းကြီးတို့အဲဦးလေးကငါမင်းဖေမဟုတ်ဘူးမင်းဖေအရင်မဟုတ်ပါဆိုအဲ့အခန်းကြီးက ဆိုရှင်ကျွန်တော်အပြင်မာတဲ့တကယ်လက်တွေ့ကြုံဘူးလားဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်မျက်ရည်စစ်ကြခဲ့ရပါတယ်အဲ့ဟာကျွန်တော်တကယ်မျက်ရည်စစ်တယ်ပါဘောဒီအဖွားသေးသွားတဲ့အချိန်မှာကိုယ့်ကိုယ်ကတော့ကျင်တာဘောနော်အဲ့အချိန်မှာမှုတော့အပြည့်ချဲ့ပြီးတော့အဖိုးနဲ့ဖက်ပြီးငိုတဲ့ခန်းနေဆိုလို့ရှင်တကယ်မိုက်ပါတော့အဲပရိသတ်တွေကြိုက်ကြမှာပါဟိုကျွန်တော်ခုန edit တမိုင်းအောင်ပြောရ Morning Ngoe ကြီးအမောင်းလိုက်ငိုတယ်ကျွန်တော်ဒီစကားကြားတဲ့အချိန်မှာတကယ်ဝမ်းသာပါတယ်ကျွန်တော်စူးစမ်းရချိုးနှက်တယ်ဘောနော်ကျွန်တော်အမားပါရင်လည်းခွတ်လို့ပါတော့တခါမှအဲ့လိုမျိုးငိုရရင်မလုပ်ဘူးပါဘောလားတစ်ဖက်တော့ကားပါဘော အဖြစ်လာတော့ကျွန်တော်ဆိုလို့ရှိရင်အမြင်နဲ့ဟာတာတွေအဲ့လိုမျိုး fan တွေပဲလုပ်ပူးရခြင်းမှာဒီလိုမျိုးငိုပါတဲ့ဥစ္စာလို့တော့ခုန script မှာ၄ edit မှာ၄မောင်လေးငိုတဲ့ဥစ္စာလေးကမားလို့တော့နေလိုက်ကြဆိုပျော်ရအောင်ဗျာအဲ့ခါတို့ကိုတို့ခုန်အားဖြစ်စေတယ်နောက်ထပ်ကိုဆက်လုပ်ဖို့အတွက် motivation တစ်ခုပဲပေါ့သိရမလားဟောငါလောက်တာလေးအရာထင်သွားတယ်ကျွန်တော်အစားဆိုအရန်ဆိုးရင်နေရအဖြစ်ပြောခံမှာပြီးတော့ဒီအမားပါမှာပေါ့နော်မလုပ်ဘူးတဲ့ဟာဆိုတော့အဲ့တော့ကျွန်တော်ပျော်ပါတယ်ဆရာဦးသိန်းဟန်ကိုလည်းကျွန်တော်တကယ်ကျေးဇူးများကြီးတင်ပါတယ်လိုက်လေကျွန်တော်စုပြီးတော့ အစကျွန်တော်လူငယ်ဆိုပြဆူတော့အားငယ်ရအောင်ဒါပေမဲ့သူဆူရကကောင်းလို့ဖြစ်လာတာလေဗျာအဲကျွန်တော်တကယ်ကျေးဇူးအများကြီးတင်ပါတယ်အာလီမြက်ကီတီအောင်လို့ပါလို့ဆိုလို့ရှိရင် shooting shooting နားရချိန်မှာတာဘလို့လို့ဘလို့ဘူကဘလို့ထည့်ပြပြပါရယ်ပြီးတော့ကိုချာလီအကုန်လုံးပါပဲကျွန်တော် HPR ကိုမှလေးပြပြကြပါတယ်ကျွန်တော်အများကြီးအတွေ့အကြုံရပါတယ်ကားကအဲ့လိုပေါ့ကျွန်တော်ခုနကပြောလို့ပေါ့နော်မလုပ်ဘူးသေးတဲ့ character ဖြစ်တဲ့ပြောကြမှာမလို့အများကြီး challenge ဖြစ်ပါတယ်ပြိတက်လေကျွန်တော်တို့ challenge ဖြစ်တယ်လို့ပြိတက်တော့လည်းအမြင်ဆန်းပါပေါ့နော်ကိုချာလီနဲ့ ဟိုဟာဗောနော်မဝေးမလိုက်ဗောအဖေမိခေါ်ပြီးတော့မရိုက်ရတဲ့ခါကျောင်းနည်းနည်းလွတ်ခလာဗောပြပြမညီကောင်မောင်ဖြစ်နေရအောင်တင်မလားပြီးတော့အဲ့လိုဗောအစုံပါပဲ plot တွေတော့နှုတ်ထားရရှိတယ်ဆိုတော့ spoil ကျွန်တော်ပေးသက် tissue ပဲဖိတ်ခေါ်လိုက်ပါဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလာမာရင်ကျွန်တော်ရဲ့ယုံကြည်ကဖြစ်တဲ့ logan ဆိုတဲ့စကားယုံတင်ပါမယ်အဲ့ကားလေးလည်းမိုက်ပါတယ် logan မှာကျတော့လုံးဝခက်ချမ်းချမ်းခက်တင်မလားအဖိုးကအရန်ချစ်ပြီးတော့လုံးဝ share သေးသားဗောနော်ကြမ်းမယ်ရမ်းမယ် အရင် over confident ဖြစ်နေတဲ့ဒေသဒီမှာကျတော့အစိတ်ရခဲ့ပြီးတော့ပထမဆုံးချက်လာပါလမ်းအိမ်မက်နေချက်ခံလိုက်ရဒေသအဲ့လိုအကွာလေးပေါ့နော်ဟိုဟိုယုံကြည်ကားမှာတော့တကယ်မာထန်ပြီးတော့အဲ့လိုကောင်းလေးပေါ့ဒီမှာကျတော့စိတ်ရငယ်ကောင်းလေးပေါ့နှစ်ခုမြင်ရမှာပေါ့နော်